မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာတနိုင်ငံလုံးမှာစစ်ရုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီကတူလာအောက်ခံရပ်ဖက်နဲ့စစ်ဘက်တွဲဖက်ပါဝင်တဲ့လုံခြုံရေးဗဟိုကြီးကြပ်ကွက်ကဲမှုအဖွဲ့ကိုဖွဲ့စည်းလိုက်ပြန်ပြီးတိုက်ပွဲတွေမှာပါဝင်တက်ခိုက်မယ်ဆိုပြီးတော့လှုပ်လာပြန်တယ်ဆိုပါတယ်နိုင်ငံတော်က73စီစိုင်းတိုင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ဘက်ရဲဘက်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေအတွက် ဦးစားပေးအရင်စီတွေခြံထကြဖို့စစ်ကောင်စီကညွှန်ကြားမှုတွေရှိနေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာတိုင်းနိုင်ငံလုံးမှာစစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီကသူလောက်ခံရက်ဖက်နဲ့စစ်ဘက်တွဲဘက်ပါဝင်တဲ့လုံခြုံရေးဗဟိုကြီးကြက်ကိုကဲမှုအဖွဲ့ကိုဖွဲ့စည်းလိုက်ပြန်ပြီတိုက်ပွဲတွေပါပါဝင်တိုက်ခိုက်မယ်ဆိုပြီးတော့လှုပ်လာပြန်တဲ့သူနေပြီးတော့စစ်တပ်တရေအရင်မြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ် အဲ့ဒီစစ်ကောင်စီရဲ့အစ်စ်ထပ်ဖွဲ့လိုက်ပြန်တဲ့လုံခြုံရေးဗဟိုကြီးချက်ကိုကဲမှုအဖွဲ့မှာနေဆက်ရေးရဝင်ကြီးကဥက္ကဋ္ဌပြည်ဒဲရေးကာကွယ်ရေးစစ်ရုံးဒုတိယတိုင်းမှုတွေပြည်နယ်နဲ့အတိုင်းစစ်ကောင်စီလုံခြုံရေးဝင်ကြီးတွေရဲတပ်ဖွဲ့စစ်မှုတန်းဟောင်းအဖွဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့မိသက်ဦးစီးဌာနကတာဝန်ရှိတဲ့သူတွေအပါအဝင်အဖွဲ့ဝင်14ဦးပါဝင်တဲ့အကြောင်း ထုတ်ပြန်ချက်ကိုဩဂုတ်လ16ရက်နေ့ကပဲအကြမ်းဖက်စကောက်စီအတွင်းရေးမှူးဗိုလ်ချုပ်ကြီးအောင်လင့်တွေဆိုတဲ့သူရဲ့လက်မှတ်နဲ့ထုတ်ပြန်လိုက်တာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရှင်းမြစ်ကပြောထားပါတယ်။အဲ့ဒီအဖွဲ့ကမှတဆင်။အောက်ခြေကပြည်နယ်နဲ့တိုင်းခရိုင်မြို့နယ်နဲ့ရက်ွက်ကြေးရွာအစ်စ်လုံခြုံရေးကြည်ချက်ကိုကဲမှုအဖွဲ့တွေထပ်ဖွဲ့ပြီးလန်ဒန်တက်စင်တာတွေရိတ်ခါနဲ့ထောက်ပို့လုပ်တာတွေစစ်စင်ရေးဗျူဟာတွေကိုလက်ကျင့်တာတွေစောင့်ရွက်မှာဖြစ်တယ်လို့လဲဆိုထားပါသေးတယ်။ဒါဟာ စစ်ကောင်စီကရပ်ဖက်နဲ့စစ်ဘက်ကိုပူးတဲ့တာဝန်ယူပြီးတိုက်ခိုင်းတဲ့သဘောဖြစ်တယ်လို့တိုင်းမှုတွေစီမှာပဲဆက်စင်ရေးအတွက်တာဝန်ရှိတာလည်းမဟုတ်တော့ပဲအဲ့ဒီအဖွဲ့တွေမှာပါတာဝန်ရှိတဲ့သဘောဖြစ်ပြီးဗဟိုထိန်းချုပ်မှုလျှော့တဲ့ပုံစံနဲ့သက်ဆိုင်ရာနေမြေတွေမှာစီရေးလုတ်ပိုင်ခွင့်ပေးလိုက်ပြန်တဲ့သဘောဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့နိုင်ငံတော်ဝန်က73စီစိုင်းတိုင်းမှာအချမ်းဖက်စစ်ကောင်စီရဲ့စစ်ဘက်ရဲဘက်နဲ့ဌာနဆိုင်ရာဝန်တန်းတွေအတွက် ဥစားပိအရန်စီတွေခြံထားကြဖို့စစ်ကောင်စီကညွန်ကြားမှုတွေရှိနေတယ်လို့73စီဆိုင်တချို့ရဲ့အယောင်ဆိုင်ဝန်ထမ်းတွေကရန်ကုန်ကစ်တွေကိုပြောပါတယ်လက်ရှိ73စီဆိုင်တွေမှာစီရှိသည်ဖြစ်စေစီပြတ်နေတဲ့အချိန်မှာပဲဖြစ်စေစစ်ကောင်စီရဲ့စစ်ပတ်ရဲနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေအတွက်ဥစားပိအရန်စီတွေကိုခြံထားခိုင်းတဲ့အပြင်အဲ့ဒီခြံထားတဲ့စီတွေကိုစစ်ကောင်စီရဲ့ဌာနဆိုင်ရာကားတွေနဲ့စစ်ပတ်ရဲဘက်ကားတွေလာရောက်ပြီးစီထက်တဲ့အချိန်မှာဥစားပိအဖြစ်ထည့်ပေးရမှာဖြစ်တယ်ဆိုပြီး စစ်ကောင်စီကစီဆိုင်တွေကိုညှို့ချမှုတွေရှိနေတယ်ဆိုပါလေအဲ့ဒီအတွက်လက်ရှိနိုင်ငံတော်ဝန်က73စီဆိုင်တွေမှာစစ်ကောင်စီရဲ့တပ်ဆိုင်ရာဌာနတွေအတွက်ဆိုပြီးအရန်စီတွေကိုခြံထားပေးရသလိုတချို့ဆိုင်တွေမှာဆိုရင်စစ်ကောင်စီရဲ့ဌာနဆိုင်ရာတွေအတွက်စီလီတာ200လောက်ခြံရတဲ့ဆိုင်တွေနဲ့တချို့ဆိုင်တွေကစီလီတာ900လောက်ကိုမရောမဲခြံထားပေးရတာတွေလည်းရှိနေတယ်လို့စီဆိုင်အယောက်မန်နေဂျာတူကပြောထားပါတယ်လက်ရှိမှာတော့အကြံပတ်စစ်ကောင်စီကဒေါ်လာဈေးနှုန်းနဲ့73စီဈေးနှုန်းတွေကိုထိန်းချုပ်ထားမှုကြောင့် ိုင်ငံတော်ကစက်သုံးစီပြက်လက်မှုတွေဟာမကြာခဏဆိုသလိုဖြစ်ပေါ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းငဇုံမြို့နယ်မှာရှိတဲ့ငညာကြီးမြို့ပေါ်ကအကြက်ဖက်စက်ကောင်စီရဲ့ yes ကနဲ့စက်ကောင်စီတဆွဲထားရနေရာတွေကို PDF ပူပေါင်းတက်တွေကဝင်ရောက်တက်ကိုင်းမှုအတွေ့စက်ကောင်စီတပ်သားတွေကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခဲယံတွေလည်းသိမ်းဆီးရရှိထားတယ်လို့ငဇုံမြို့နယ်ပကဖားရဲ့တာဝန်ခံတအုပ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ဒီကနေ့အောက်ကလ16ရက်နေ့မနက်ပိုင်းမှာပဲ မန္တလေးတိုင်းကစုံမြို့နယ်မှာရှိတဲ့ငမြကြီးမြို့ပေါ်ကအချက်ဖက်စစ်ကောင်စီရဲ့ရဲစခန်းနဲ့စစ်ကောင်စီတပ်ဆွဲထားရနေရာတွေကို BDF ပူပေါင်းတပ်တွေကဝင်းရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်အချက်ဖက်စစ်ကောင်စီဘက်ကသေတဲ့သူတွေလည်းတော်တော်များတဲ့အပြင်အရှင်ဖမ်းမိထားတဲ့စစ်ကောင်စီတပ်သားတွေလည်းရှိထားပြီးလက်နက်ခဲယံတွေလည်းတင်းစီရရှိထားသလိုစစ်ကောင်စီကလေကြောင်းကနေအသည်အသံဘုံကျဲတိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ငစုံမြွတ်နဲ့ပကပတာဝန်ကတူကပြောထားပါတယ်ခင်ဗျာ။ ဖက်မှာတော့အကြက်ဖက်စစ်ကောင်စီကတပရင်မြို့ပေါ်ကိုလေကြောင်းကနေဇက်တိုက်ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုတွေနဲ့အင်အားအလွန်ကျွံတုံးပြီးစစ်ကူတွေပါလေအင်းနဲ့ခြာထားပေးမှုတွေကြောင့်ပဲတပရင်မြို့ပေါ်ကနေတော်လန်ရစ်တပ်တွေအနေနဲ့စစ်ရေးအရခိတပြန်ဆုတ်ပေးထားတယ်လို့တော်လန်ရင်သတင်းရှိမိကရန်ကုန်ခိတကိုပြောပါတယ်ဩဂလ၁၈ရက်နေ့မှာပဲတပရင်မြို့မှာရှိတဲ့အကြက်ဖက်စစ်ကောင်စီ yes ခန့်တွေထွေအုပ်ယုံတွေအပါဝင်စေကောင်စီရဲ့ဌာနဆိုင်ရာရုံးတွေအကုန်လုံးကိုတော်လန်ရေးတက်တွေကပိမ့်ပိုက်လိုက်ပြီးတပည့်ရင်းမြို့ကိုထိမ့်ချုပ်လိုက်တဲ့အချိန် အကြံဖက်စကောင်းစီတက်ကမြို့ပေါ်နေရာအနှံ့ကိုတိုက်လေရင်နဲ့ရောရဟဲရင်တွေပါတုံးပြီးလေကြောင်းကနေမစင်မချင်းဘုံကျဲပစ်ခတ်တိုက်ခိုက်တာတွေကိုတောက်လျှောက်လုပ်ပြီးတော့အင်းအားအလုံးရင်နဲ့စစ်ကူတွေပါလာချသွားပြန်တဲ့အတွက်တော်လိုင်းရဲ့တက်တွေကမြို့ပေါ်ကနေစီရေးအရာခစ်တာပြန်ဆုတ်ပေးထားတယ်လို့တော်လိုင်းရဲ့သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့မြို့ထဲကိုကြုံဝင်လာတဲ့အကြက်ဖက်စစ်ကောင်စီတက်ရဲ့စစ်ကူစစ်ကြောင်းတွေကိုမြို့ပပတ်လေကနေတော်လိုင်းရဲ့တက်တွေကစီရေးသဘောအရဝိုင်းထားတဲ့အနေအထားဖြစ်တယ်လို့တော်လိုင်းရဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ် လက်ရှိမှာတော့မနေ့ကတပရင်မြို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေအကုန်လုံးကိုတော်လန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်အလံပြူထောင်လက်နက်ချပူပေါင်းခဲ့တဲ့စစ်ကောင်စီဝင်စုစုပေါင်း123ဦးကိုတော်လန်ရေးတပ်တွေကကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးထားတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရခိုင်ပြည်နယ်ဘူးတီတောင်မောင်ဒေါ့ဒေတာမှာရခိုင်နဲ့ရိုဟင်ဂျာတွေအကြားတည်င်းတူတည်င်းအမားတွေနဲ့ဆွတ်ဆွဲပြောဆိုရေးသားမှုတွေမလုပ်ဖို့အာရခတတော် AA ကအလေးနဲ့တတိပေးနေပါတယ် လက်ရှိမောင်တော်မျိုးတိုင်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့လေလူမျိုးရေးမုံတရားဖြစ်အောင်တည်င်းတူတည်အမှားတွေနဲ့ဆွတ်ဆွဲပြောဆိုရေးသားနေကြတာကိုဇက်တိုက်တွေ့ရှိနေရတယ်လို့လူအခွင့်ရေးအရေးချုံထားတဲ့လူပုဂ္ဂိုလ်တချို့ကပါအဲ့ဒီလိုတည်င်းတူတည်အမှားတွေကိုရေးသားပြောဆိုနေတာတွေတွေ့နေရတယ်လို့အခါတတော်အေအေကဆိုထားပါတယ်လက်ရှိအချိန်ထိမောင်တော်မျိုးမှာနေရာနဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီးမြေပြင်မှာကအချက်ဖက်စစ်ကောင်စီနဲ့စစ်တလောက်ခန့်အာစာအဖွဲ့အပါဝင်မွတ်စလင်လက်နက်ကင်အဖွဲ့တွေကသာ ပြည်သူတွေကိုလူသားတိုင်းအဖြစ်အသုံးပြုပြီးမြို့ထဲမှာပိတ်လောင်ထားကြတာဖြစ်တယ်လို့ဆိုထားပါတယ်။အာရခတတော်အေအေကလက်ရှိမောင်းဒေါ်မျိုးကိုတိမ့်ပိုင်နိုင်ဖို့အတွက်ထိုးစစ်ဆင်တဲ့နေရာမှာလေမြို့ထဲမှာစစ်ကောင်စီတပ်ကလူသားတိုင်းလှုပ်ထားတဲ့ပြည်သူတွေကိုပါနေ့စဉ်နဲ့အမျှကဲထုတ်ပေးနေပြီ။လက်ရှိအာရခတတော်အေအေကမောင်းဒေါ်မျိုးတွေကနေကဲထုတ်ပေးထားတဲ့ပြည်သူအယောက်ပေါင်း2000နီးပါးရှိနေပြီဖြစ်တယ်လို့ပြောထားပါတယ်။လက်ရှိမြန်မာနိုင်ငံမှာက ခေတ်ဆက်ဆက်ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့လူမျိုးရေးဘာသာရေးပဋိပက္ခတွေဖြစ်အောင်လှုပ်ဆောင်နေတဲ့အဓိကလက်တယ်တရားခံဟာစစ်တပ်ကသာအဆက်ဆက်လုပ်နေတာဖြစ်ပြီးအခုကမှလည်းသတင်းတူသတင်းအမှားတွေနဲ့စစ်ကောင်စီကလူမျိုးရေးပဋိပက္ခဖြစ်အောင်လုပ်နေတာဖြစ်တယ်လို့အရခတ်တော်အေးအေးကပြောထားပါတယ်ခင်ဗျာဒီတစ်ခါဆက်ချင်တာကတော့ရန်ကုန်မြို့မှာပြည်သူလူထုကိုနှီးမျိုးစုံနဲ့ဖိနှိပ်ချိန်ချောက်နေတဲ့အချက်ပတ်စစ်ကောင်စီခန့်အုတ်ချုပ်ရင်းမှုတွေရဲ့အချက်လက်တွေကို တောင်းခံတဲ့အုတ်ကြီးကမ်ပိန်းပြုလုပ်မှာဖြစ်တယ်လို့တော်လိုင်းရေးအင်အားစုတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်။လက်ရှိမြန်မာနိုင်ငံတော်ကနေမြင်တွေကိုအကြီးအကျယ်လက်လွတ်ဆုံးရှုံးနေရတဲ့အကြက်ဖက်စစ်ကောင်စီဟာတမိုင်းဝင်အရှုံးတွေကိုရင်ဆိုင်နေရတဲ့အချိန်ရန်ကုန်မန္တလေးနေပြည်တော်လိုမြို့ကြီးတွေကိုဆက်လက်ထိန်းချုပ်နိုင်ဖို့အသေးအတန်စူးစမ်းနေတဲ့နေရာမှာအရေးကြီးဆုံးနေရာကနေစစ်ကောင်စီကအုတ်ချုပ်ရေးမှုတွေကပါဝင်နေကြတယ်ဆိုပါတယ်။အဲ့ဒီရက်ရွာအုတ်ချုပ်ရေးမှုတွေကပဲ အချက်ဖက်စကောင်စီရဲ့မြို့ကြီးတွေကအုတ်ချုပ်ရင်းနဲ့ဖိနှိပ်မှုရန်ရာလက်ပတ်နိုင်အောင်လှုပ်ဆောင်ပေးတဲ့သူတွေဖြစ်တဲ့အပြင်နောက်ဆုံးစကောင်စီအတွက်လူငယ်တွေကိုစစ်သားအသစ်တွေပါစုဆောင်းပေးပြီးအကြီးစားဒေါက်တိုင်တွေအဖြစ်ပါဝင်နေကြတယ်လို့တော်လိုင်းရေးအင်အားစုတွေကဆိုထားပါတယ်။အဲ့ဒီအတွက်လက်ရှိရန်ကုန်မြို့ကစပီးအုတ်ကြီးကမ်ပိန်းအနေနဲ့ပြည်သူတွေကိုဖိနှိပ်ချိမ့်ချောက်နေတဲ့စစ်ကောင်စီခန့်အုတ်ချုပ်ရေးမှုတွေရဲ့အချက်လက်တွေပေးပို့ကြဖို့တော်လိုင်းရေးအင်အားစုတွေကတောင်းခံတာဖြစ်တယ်လို့ဆိုထားပါတယ်။လက်ရှိမှာလေလူလူရဲ့တော်လန်စိတ်တော်လန်မှန်ကြောင့် ခိုင်မာအကောင်းပါတယ်ဆိုတဲ့အကြံဖက်စစ်တပ်နဲ့အာဏာရှင်စစ်ကောင်းဆောင်တွေရဲ့ပြိုလဲကျရှုံးမှုတွေကိုမြင်တွေ့နေရပြီဖြစ်တဲ့အတွက်ရဲရွာထဲမှာစစ်ကျွန်းတပောက်အုပ်ကြီးတွေကိုပါရန်ကုန်လူလူတရလုံးကပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီးဖက်စစ်ရန်နရကိုအဆုံးနိုင်ဖြိုချကြဖို့လိုအပ်နေပြီဖြစ်တာကြောင့်ဖက်စစ်ရန်နရကိုလူလူအားနဲ့ဖြိုချကြအုပ်ကြီးကမ်ပိန်းကိုရန်ကုန်ခြေစိုက်လူလူတပိတ်အစုအဖွဲ့ကနေဥဆောင်ပြုလုပ်နေပြီပြည်သူတွေအားလုံးကလည်းအုပ်ကြီးကမ်ပိန်း Telegram page မှာ အုတ်ကြီးတွေရဲ့တည်င်းအချက်လက်တွေကိုပေးပို့ကြဖို့ရန်ကုန်မြို့ပြတော်လိုင်းအင်အားစုရဲ့တာဝန်ရှိသူတို့ကအတိပေးပြောဆိုထားပါတယ်ခင်ဗျဟုတ်ကဲ့တကောက်ရုံခေတ်ကနေနောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ